နေเจ้าရတခုစပြောတော့အဲဒီเจ้าရကကောင်းလေရောက်ရောက်နေရတော့နည်းနည်းတော့ကြာဘယ်လိုเจ้าရလဲပတ်ဝန်းကျင်မှာမြင်တွေ့နေရပဲဖြစ်ဖြစ်နေရာတိုင်းမှာလည်းဖြစ်ဖြစ်အเจ้าရကခုနကပတ်သက်ပြီးပြောတယ် in order of shock absorber process ဆိုပြီးတော့ပြောခဲ့မှုလည်းရှိတယ်ဟုတ်ကဲ့ shock absorber ကဲတော့လူမျိုးပေါ့ဒါကတကယ်လမ်းထားပေါ့အခုပြောချင်တာကခလုတ်တွေအကြောင်းပြောချင်တာခလုတ်တွေဆိုတာကျွန်တော်တို့အိမ်တွေမှာခစ်ကာကပြောင်းလာတဲ့ပုံမှာမူတည်ပြီးတော့မတူညီတဲ့ပုံစံနဲ့ ခလုတ်တွေရှိတာအဲ့တော့အဲ့ခလုတ်တွေဆိုတာနှိညိုရတဲ့ခလုတ်တွေရှိရဒါမှမဟုတ်ပဲနဲ့အဝေးကနေတန်းပြောလိုက်တာလေအာရအဲ့တော့ခလုတ်ဆိုတဲ့ဟာရဲ့ရည်ရွယ်ချက်ကအဲအခု task screen ဆိုတာလေတကယ်တော့ခလုတ်ပဲမိတို့ဟာပဲဖြစ်စေအဲ့တာတွေအားလုံးကရည်ရွယ်ချက်တစ်ခုကိုပြီးမြောက်စေတဲ့အရာလို့ပြောတော့တစ်ခုခုကိုဖြစ်စေတဲ့အရာကိုခလုတ်လို့ပဲသုံးရမှန်မယ်လေဒီ အဲဒီခလုတ်ကို dictionary တွေမှာဘယ်လိုအဓိပ္ပာယ်ဖွဲ့လဲဒါမှမဟုတ်လူတွေဘယ်လိုပြောကြလဲတော့ကျွန်တော်မသိဘူး။ဟိုရောခေါင်းထဲမှာစဉ်းစားမိတာခလုတ်လို့မြန်မာလိုခေါ်တဲ့ခလုတ်။အဲ့ဒီဟာတွေက key တွေနေရာရရှိရဲ့အဲ့ကောင်တွေဟာတစ်ခုခုကိုဖြစ်စေတဲ့အရာလို့ပဲဆိုကြပါတော့။ဟိုရှေ့ခေပေါင်းများစွာတွေကလည်းသုံးခဲ့ကြတာပဲ။တစ်ခုခုပစ္စည်းတစ်ခုခုကိုထွက်သွားစေချင်တော့ဒီခလုတ်လေးနှိမ့်လိုက်ရင်ညာတွေလမ်းတွေအမျိုးမျိုးတွေထွက်လာတယ်ပေါ့။အဲလက်နဲ့တွေပြက်ကုန်တယ် အားလုံးလည်းအခြားတဲ့ပစ္စည်းတွေတုံတယ်ပေါ့ဒါဆက်ပြင်ရှိတာဥမာပြောအခုလိုမျိုးခက်နေကြတော့ကွန်ပျူတာပေါ့ဒါဆိုလို့ရှိရင်အဲကီးဘုတ်ကီးဘုတ်ကီးဘုတ်မှာဒီမှာအဲနှိပ်လို့ရတဲ့ဘာတွေပါတယ်ဆက်လုံးတွေပါတယ်ပေါ့ ABCD တွေစီထားရရှိတယ်မြန်မာဆိုမြန်မာစာလည်းရှိတယ်နောက်ထပ်သူရဲ့လွတ်ဆောင်ချက်ကီးလေးတွေ function ကီးလေးတွေပါတယ်ပေါ့ဆက်ပြင် delay key တွေပါတယ်အဲ့တော့ဒီလို key တွေပါတယ်ဥစ္စာဘာလို့ပို့လဲဆိုတော့ဒီမှာရှိနေမှာရှိနေတဲ့ monitor မှာပေါ်နေမဲ့ဟာတွေတုံးရအဲ့တော့ဒီကောင်ကတော့ထိလို့လည်းရတယ်ဒီကလည်းရိုက်လို့ရတယ် တော့ဒီကနေပြီးတော့ keyboard ကနေပြီးတော့ရိုက်လိုက်တဲ့စာတွေဟာဒီက screen မှာလာပေါ်နေမှာပေါ့အဲ့တော့အဲ့ဒီနှစ်ခုဆက်ဆက်ထားပြီးဆိုရင်ဆက်ဆက်တယ်လို့ပြောပြီးဆိုတာလည်းအမျိုးမျိုးရှိရပါဘူးအာကျိုးနဲ့နေပြီးတော့ဆက်ထားတာရှိတယ် bluetooth နဲ့ဆက်ထားတာရှိတယ် internet နဲ့ဆက်ထားတာရှိတယ်မျိုးမျိုးပေါ့အဲ့ဒီအမျိုးနဲ့ဆက်သွယ်အဝေးကြီးကိုထိလိုက်ထိပ်ပြီးတော့ဆက်ထားတာပဲဖြစ်ပြီးတော့စသဖြင့်ချိတ်ဆက်ထားတာရှိတယ်အဲ့တော့ကျွန်တော်ကဒီ screen မှာပေါ်စီခြင်း AA ဆိုတဲ့ key ကိုနှိပ်လိုက်ရင်ဒီမှာစာလုံးက AA ဆိုတာပေါ်ပေါ့ အဘီကိုနှိမ့်လိုက်ရင်ဘီဆိုတာပေါ့မှာပေါ့အဲဆက်ပြီးအဲ့ဒီဥစ္စာအောင်မှာမြန်မာစာရိုက်လို့ရအောင်ဆိုပြီးပုံကြောင်းလိုက်လို့ရှိရင်မြန်မာစလုံးနေပေါ့ဒါပေမဲ့အဲ့ဒီအတိုင်းပဲအများရန်ဟုတ်မနေဘူး A ဆိုတဲ့ key ဟာစာရိုက်တဲ့အချိန်မှာ A ဆိုတာ A လို့ပေါ်ပေမဲ့အဲအခြားအလုပ်လုပ်တဲ့ဟာတွေရှိမှာကျွန်တော်တော့ကွန်ပျူတာကျွမ်းကျင်သူမဟုတ်တဲ့ဖြစ်ကြောင့်လို့ကျွမ်းကျင်သူတွေမှာတော့ A ဆိုတဲ့ club နဲ့အခြားတစ်ခုနဲ့နှိမ့်လိုက်ရင်ဘာဖြစ်တယ်အဲ့ဒီ A ဆိုတဲ့ club နဲ့နောက်ထပ်တစ်ခုနဲ့ပြောင်းနိုင်မယ်ဆိုရင်ဘယ်လိုအဖြစ်ထွက်တယ်ဆိုတာရှိတာ ဆက်ဆက်ဖြစ်မှာတော့အဲ့လိုအကြောင်းအရာတွေရှိတယ်ဆိုတာဒါကအကျဉ်းလေးပြောတာ။ဒါတော့ဘီနာမှာရှိတဲ့ပုံမှန်လေးနေတဲ့မီးတွေ။အဲ့တော့မီးကိုဒီမီးခလုံးမီးလင်းတယ်ကိုသိကြတယ်ဆိုခလုံးတစ်ခုကိုထောက်ခနဲ့လေ့ကြည့်လိုက်တယ်။ဒီမီးကလင်းနေရတယ်ဆိုတော့မိန်သွားတယ်ဆိုတော့အာโอเคနောက်လေးမှာမှတ်တာပါလဲဆိုတော့ဒီခလုတ်ကဒီမီးကြောင်းကိုလင်းစေမှောင်စေတဲ့ခလုတ်။ဘုဘခလုတ်ကိုသွားနှိမ့်လိုက်တယ်ဝိနာနေပြီးတော့ဆောင်းပေါက်ပြအတန်လေးတွီးတွဲလုံး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 နဲ့မြည်လာ။အော်โอเคဒီခလုတ်ကတော့ဒီနေရာမှာဒီလိုအတန်လေးမြည်စီတဲ့ခလုတ် တွားပြီးတော့ဟိုဘက်မှာရှိတဲ့ခလုတ်တစ်ခုကိုဖတ်ဆုံမတင်လိုက်တယ်နှိပ်လိုက်တယ်အိမ်နောက်ဘက်မှာရှိနေတဲ့ရေဆက် ရေမော်တာကနေပြီးတော့ရေတင်နေတယ်ဟုတ်လို့အော်အဲ့ဒါကတော့ဒါရေတင်တဲ့ခလုတ်စသဖြင့်ပေါ့အဲ့တော့ခလုတ်ပေါင်းများစွာအမျိုးမျိုးရှိတယ်နောက်ထပ်ဒီတကားတစ်ခုကိုခလုတ်တစ်ခုကိုနှိပ်လိုက်တယ်အိရှိကတကားတစ်ခုကို round ဆိုဖွင့်ထားတာအော်ဒါကဒီလိုဆိုတော့ အဲ့ဒါအိမ်တိုင်းမှာရှိနေတယ်ဗျာဆိုတော့ကွန်ပျူတာကိစ္စအိမ်ကိစ္စကားစီးပေါ်ကိုတက်သွားတယ်အခုခက်ကတော့ push start ပေါ့ push start တောင်လူတော့ပေါ့နောက်ပိုင်းဆိုလို့ရှိရင်အခုအမျိုးမျိုးတွေနဲ့အဝေးထိန်ခလုတ်တွေနဲ့သွားတယ်အဲ့တော့ဒီခလုတ်ကိုနှိမ့်လိုက်ရင်ကားဆက်လို့လားဒီခလုတ်ကိုပြန်နှိမ့်လိုက်ရင်ကားဆက်သေးသွားတယ်ဒီခလုတ်ကိုနှိမ့်လိုက်ရင်ကားကရှေ့ကိုသွားပြီးဒီခလုတ်ကိုနှိမ့်ရင်နောက်ကိုသွားတယ်စသဖြင့်ကားပေါ်မှာအမျိုးမျိုးရှိတယ်အဲအတန်တွေထွက်ရှင်ရင်အဲကွန်အေးခြင်းခလုတ်တွေအမျိုးမျိုးရှိတယ်အဲ့တော့ပြောချင်တာကခလုတ်တွေကနေရာတိုင်းမှာရှိတယ် ဒါကမတူညီတဲ့ပုံစံတွေလည်းရှိရဲ task sacrifice ဖြစ်ရင်ဖြစ်မယ် key နဲ့ဒီတိုင်းပဲအဲဘယ်လိုလဲ physical နှစ်ရတဲ့ဟာတွေဖြစ်ကောင်းဖြစ်မယ်အဲ့ဒါတွေ very ကြီးကွာမယ် cloud တွေဆိုတာရှိအဲ့တော့ cloud ဆိုတာ command ပေးတဲ့အရာလို့ဆိုပါတော့ဒီကောင်းအောင်နှစ်အဲ့လိုရှိဟိုမှာတက်ခနဲ့ပုံဒါပဲဒါကကျွန်တော်ပြောချင်တဲ့ cloud တွေတောင်းအဲ့တော့အဲ့ဒီ cloud တွေကိုကျွန်တော်တို့ကအကုန်သိထားလို့လားဆိုတော့နေရာတိုင်းမှာတော့ကျွန်တော်တို့က cloud တိုင်းကိုပဲသိထားစီရတော့မလို့ဒါပေမဲ့ မှားနှိမ်မိမှာကြောက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကသတိထားရတာပေါ့မီးလင်းစီခြင်းတဲ့အချိန်မှာမှောင်စီတဲ့ခလုတ်ကိုနှိမ့်မိရင်ကျွန်တော်တို့ကဖမ်းဆိုမှောင်တော့ပေါ့အဲ့တော့အတန်မထွက်စေခြင်းတဲ့အချိန်မှာမှားနေမိနိုင်လို့အတန်ထွက်တတ်တဲ့ခလုတ်ကိုအဲ့ဒီခလုတ်ပြင်တိုင်းအတန်ထွက်တာကိုမပြီးတော့တွားပြီးဒိန်းဆိုနှိမ့်လိုက်မိတာလေအတန်ရုံးဆိုထွက်လာရင်လူသားတွေမှာဒုက္ခရောက်မှာ ာတစည်းပေါ်ကိုတက်လို့ရှိရင် lock ဖြတဲ့ခလုတ်ကိုလည်း lock ဖွင့်တဲ့ခလုတ်ကိုမသိတော့သွားနှိမ့်နေတယ်ဘာမှမသိဘူးကားထဲမှာ lock ပြပြီးတော့ထဲထဲမှာပိတ်မိနေတာမျိုးဖြစ်သွားနိုင်တာပေါ့အဲ့တော့ခလုတ်တွေကိုပြီးဖို့လိုတယ်ပေါ့အဲ့တော့ခလုတ်တွေကိုတည်ထားကြရအောင်ဆိုကျွန်တော်တို့ကမလုပ်လို့ရလေဆိုတော့ကျွန်တော်တို့ရဲ့နေတူကနေထိုင်မှုမှာဘယ်ခလုတ်ကိုနှိမ့်ရင်ဘယ်နေရာမှာဘာဖြစ်တယ်ဘယ်ခလုတ်လေးကိုနှိမ့်လိုက်ရင်တော့ဘာဖြစ်တယ်ဆိုတာသိနေကြရအောင်ဖြစ်ဘာလို့ရင်ဘယ်ခလုတ်ကိုနှိမ့်မယ်ဘာလို့ရင်ဘာလို့တက်တောင်တက်တာရှိစီတာ အဲ့အဲ့တတောင်တတရှိတာတွေကတိပြတနာမရှိဘူး။ဘာလို့လဲဆိုတော့ဒါမနဲ့ရတတောင်တတရှိခြင်းမလည်းရှိမယ်မရှိခြင်းလည်းမရှိဘူးပြတနာမရှိဘူး။ဒါပေမဲ့ကျွန်တော်တို့အင်မတန်သတိထားရမယ်ခလုတ်ကတတောင်တတရှိနေတဲ့ခလုတ်တွေကိုပြတနာဖြစ်စေတဲ့ခလုတ်တွေအဲ့ဒါပြတနာဖြစ်စေတဲ့ခလုတ်တွေဆူဆော့အားကပြောသလိုပေါ့ညတိတ်ဆိတ်နေတဲ့အချိန်မှာအဲ့ဒီအိမ်မှာတတ်ထားတဲ့အဲ့ဒီခလုတ်ကစူညံနေတဲ့ခလုတ်မှမတိမနဲ့သွားပြီးတော့ဘဲကိုနှိမ့်နေတယ်။ဒါနဲ့လည်းနေလိုက်တာလည်းအိမ်ကိုဆိုရင်အလန်းတွေထနေနေတယ်ဆိုရင် ျွန်တော်တို့ဒုက္ခရောက်အဲအဲ့လိုမျိုးဆိုရင်ပြဿနာရှိတယ်ကားတစ်စီးမောင်းနေတယ်မောင်းနေတဲ့အချိန်မျိုးမှာမသိတော့တဲ့ခလုတ်ကိုမသိတော့တဲ့ခလုတ်ကိုကားကျွမ်းကျင်သူတွေတော့သူတို့ပြောကြတယ်မသိတော့တဲ့ခလုတ်မောင်းနေရင်ဒုက္ခရောက်စေတဲ့ခလုတ်တစ်ခုကိုသွားများနှိမ့်ပြီးကျွန်တော်တို့ပြဿနာရှိတယ်အဲ့တော့အဲ့ဒီခလုတ်တွေကိုတိဖို့လိုရတဲ့အကြောင်းရင်းကမလိုအပ်တဲ့ပြဿနာတွေမဖြစ်အောင်တတိထားနေလို့ရအောင်ခလုတ်ပေါင်းများစွာကိုလေ့လာစီးပူးရတယ်ဆိုတဲ့ပုံ။အဲတော့လေရင်ရည်ကြီးတွေမောင်းလို့ကျွန်တော်တို့ရောလေရင်ကျွန်တော်တို့မောင်းတယ် လေမောင်းတဲ့ pilot အာခေါင်းလေးပေါ်မှာလည်းခလုတ်တွေအများကြီးပဲမျက်စိရှိပါတယ်အများကြီးပဲသူလည်းအောက်မှာဘာဒီမန်မသိစုံသိနေတာပဲခလုတ်အဲ့ဒီခလုတ်တွေကအမြဲတမ်းဖွင့်တာပေါ့ခလုတ်တိုင်းကိုအမြဲတမ်းဖွင့်တာပေါ့သူဒီလေရင်မတက်ခင်မှာဖွင့်ရမယ်ခလုတ်တွေလေရင်တက်နေပြီးတော့ဘလောက်အကြာရင်ဘယ်အမြင့်ရရင်ဘယ်ခလုတ်ကိုဖွင့်ရမယ်ဘယ်ခလုတ်ကိုပိတ်ရမယ်ဆိုတာသူ timing နဲ့သူတွားပြီးတော့လုပ်ပြီးတော့တွားတာဖြစ်အဲ့တော့ခလုတ်မြင်တိုင်း၆ဖွင့်နေလို့မရဘူးဆိုတာပြောချင်တာ တော့အဲ့ဒီနေတစည်းမောင်းသားဆိုပိုအန်ရရှိတယ်။သူမနှိမ့်ရမဲ့ခလုတ်တစ်ခုကိုနှိမ့်မိလိုက်တော့မောင်းနေတဲ့လေရင်တကားဝုံးမနေပွင့်သွားတာမျိုးဖြစ်ခဲ့ပြီးရှိတော့ဒါကသူများတွေပြောလို့ပါအဲ့လိုနှိမ့်အဲ့ဒီချိန်မှာလေတကားပွင့်လာမပွင့်လာကျွန်တော်တော့မပြောတတ်ဘူး။ဘာလို့ဆိုလေရင်ရောက်ချင်တော့ရမ်းမသိဘူး။အဲ့တော့ထားပါတော့ဆိုလိုချင်တဲ့ပုံကအဲ့ဒီခလုတ်ကိုနှိမ့်မိလိုက်လို့လေရင်ကိုအန်ရဖြစ်စေတဲ့ခလုတ်တစ်ခုကိုနှိမ့်မိခဲ့ဒါအန်ရပဲအသက်အန်ရလည်းရှိတော့ဒုက္ခရောက်လာတယ်။ထုံကြီးတကောင်းလေလူတွေကြတဲ့မှာလည်းဒါပဲဒီ ခလုတ်တွေကိုတည်ရဲဒါကြီးဒါကြီးတည်ရဲဆိုတိုင်းသွားပြီးနှိမ့်လို့ပြောဒါမှမဟုတ်မတိလို့နှိမ့်မိတာပါဆိုပြီးတော့သွားနှိမ့်လို့လည်းမရဘူးမတိလို့နှိမ့်မိတယ်ဆိုတိုင်းအပြစ်မကင်းဘူးဘာလို့ဆိုတော့ဒုက္ခရောက်သွားရင်မတိလို့လုံမိတာပါမတိလို့နှိမ့်မိတာပါအရေးကြီးတယ်အဲ့ဒါကြောင့်မလို့ဒီလိုမျိုး smart device နောက်ပိုင်းအားတွေဖြစ်လာတဲ့အခါမှာကျွန်တော်တို့ဘာတွေလုပ်လဲဆိုတော့ delete key တွေပါတယ်ပေါ့အဲ့ဒီ delete key တွေပါတိုင်းပါတိုင်းမှာအများအားကျွန်တော်တို့အစာတွေနေတာရှိတယ်ဒါကိုဖြစ်လိုက်မှလားဒါကိုဖြစ်လိုက်ရင်တော့ permanently delete ဖြစ်သွားမှာ family remote from your device အဲအဲ့တော့ဒီကနေပြီးတော့အားလုံးအပီးတိုင်းဖြောက်ပြစ်သွားတော့မှတော့လို့ကျွန်တော်တို့သတိပေးတဲ့စာတွေထွက်ထွက်လာတယ်။ဟဲ့တော့မဖတ်ပါဘူးများတော့အဖြစ်အဲ့တော့မဖတ်မိတဲ့အခါမဖတ်မိတော့ဆက်ပြီးနှိမ့်မိကြတာရှိတယ်။သို့တော့ပြောချင်တာကအဲ့ဒီမှာအတားအဆီးတွေတစ်ခုရှိတယ်။တိတ်မိုင်းမဲတဲ့လူတွေကအဲ့ဒီအတားအဆီးပြနေရတာမသိမိပေမဲ့ကိုဟောင်ကိုကိုဒလီလုံးမိလိုက်တဲ့ဟာအမှတ်တမဲ့နှိမ့်မိတာကငါဖြစ်ရှင်လို့ဖြစ်တာ အဲ့ဖြစ်လိုက်တယ်ဆိုတာ delete လုပ်လိုက်တယ်ဆိုတာကို delete လုပ်ရှင်လို့ delete လုပ်တာပဲဖြစ်ရမှာလေသူများကလုပ်ခဲ့လို့မသိလိုက်မသိပါဖြစ်သွားတာမျိုးဖြစ်လို့မရဘူးဒါပါပဲအဲ့တော့ခလုတ်ကြီးအကြောင်းကိုကျွန်တော်စဉ်းစားမိတော့တာအများနဲ့ပြောတော့စဉ်းစားရရဲ့အရှိကြီးပဲရှိဒီခလုတ်ကိုနှိပ်လိုက်အဲဒိုင်းကလေးဒီနားနှိပ်လိုက်တယ်ဟိုဘက်မှာအလန်းထပ်နေတယ်ဩဒီခလုတ်ကိုနှိပ်လိုက်ဟိုမှာအလန်းညီနေပြီအဲဟိုဘက်မှာအလန်းညီပြီဆိုတော့ဩငါဒီခလုတ်နှိပ်လိုက်တာအလန်းညီနေတာဒါပဲဒါကိုရေးကြည့်ရကျွန်တော်နှစ်ပေါင်းများစွာ ဟိုတတိထားကြည့်ခဲ့တယ်ဟာပေါ့နော်အရွယ်တစ်ခုရောက်လာတဲ့အထိပါဘယ်ခလုတ်ကမထီရမဲ့ခလုတ်ဘယ်ခလုတ်မှာထီရမဲ့ခလုတ်တစ်ခါတည်းမှာစမ်းကြည့်တာရှိတယ်အဲဒါလေးဒါလေးဒီနေရာလေးနှိပ်လိုက်တယ်ဆိုရင်အဲဒီခလုတ်ဒေါင်းနဲ့အဲဒီမှာနှိပ်လိုက်တယ်ဆိုတော့တစ်ဖက်မှာဘာပေါ်နေပြီလဲနောက်တစ်နေရာနှိပ်ကြည့်တယ်ဒေါင်းအဲ့ဒီမှာဘာပေါ်နေလဲဆိုတော့ကြည့်ထားရတယ်အဲ့လိုမကြည့်ထားလို့ရှိရင်အရေးကြုံတဲ့အချိန်မှာပြဿနာဖြစ်တဲ့အချိန်ကြတော့မှမှားခေါင်းမိလို့ရှိရင်ပြဿနာရှိတယ်အဲ့ကြောင့်တစ်ခါတည်းမှာအကြောင်းအရာတွေကို ဘလူးဖြစ်သွားလဲဘာလဲဆိုတာလေ့လာနေတဲ့အချိန်မှာခောက်ထားတဲ့ကြီးတွေလည်းရှိတယ်ပေါ့နော်အဲဒါကြောင့်အာရေရှိမှာပြဿနာလဲအောင်အေးအေးဆေးဆေးနေနိုင်အောင်ခောက်ကြည့်ထားတဲ့နဲ့ခလုတ်တွေကိုခောက်ကြည့်ထားရမှာဖြစ်တယ်လို့လုံးဝမထီရပဲခလုတ်တွေကိုမထီဘူးရေးကြည့်ပါတယ်လို့ပြောကြပါတယ်ဆိုရှယ်လာကိုကြမှာရှိပါသေးဒါနေ့တူတူကသွားရင်းလာရင်အသုံးဆောင်ပစ္စည်းတွေကိုသုံးဆောင်ကြည့်ရတဲ့နေပြီးတော့ခလုတ်တွေအကြောင်းတွေးမိတွေ့ရတယ် တကယ်တော့ပြောမယ်ဆိုရင်တော့အများကြီးပါပဲဆိတ်ရှာလာကြမှာရှိပါတယ်